လီပိုင်နိုင်ငံမီလာမြို့ FEBC အတံလွင့်ဌာနမှတည်တည်အပ်တော်တမချန်းအစီအစဉ်များကိုနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကျာနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်။ဒီကနေ့ကျွန်တော်တို့ရောက်ရှိလာတဲ့ကျမ်းကတော့ဝတ်ပြုရာကျမ်းရဲ့ဏိဂုံးကျမ်းကြီးဖြစ်တဲ့အခန်းကြီး28ဖြစ်ပါတယ်။ဝတ်ပြုရာကျမ်းကိုအင်္ဂလိပ်လို ်လေဗီတိကတ်လို့ခေါ်ပါတယ်ဒီဝါဟာရဟာလေဗစ်တို့မဟုတ်လေဝိအမျိုးသားများရဲ့ယေပရောဟိတ်ပြုပြီးတော့ဥပ္ပုကိုးကွယ်ခြင်းကိုတီမီပြီးမှထွက်ပေါ်လာတဲ့ဝါဟာရဖြစ်ပါတယ်ဒါကြောင့်လဲဒီကျမ်းထဲမှာကြည့်လိုက်မယ်ဆိုရင်ဥပ္ပုကိုးကွယ်ခြင်းတွေအကြောင်းနဲ့စီဝေးခြင်းတွေပွဲတော်ကျင်းပခြင်းတွေဥပုတ်တင်နဲ့ပတ်သက်ပြီးတော့ပြေဝဆုံလင်းအောင်ကျွန်တော်တို့ဖတ်ရှုလေ့လာခဲ့ကြရပါတယ်အခုနောက်ဆုံးအခန်းကြီး29ကြာတော့ သစ္စာဂရိနဲ့ဆိုင်တဲ့စက္ကန့်မှုတွေပေးအပ်ရခြင်းအကြောင်းတွေကိုဖော်ပြသွားမဲ့ကျမ်းကြီးဖြစ်လာပါတယ်။ဒီကျမ်းနဲ့ပတ်သက်လို့ကမာကျမ်းစာကိုကျွန့်ကျင်သူတွေကြားမှာအငင်းပွားစရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုဘုဒ္ဓတရရှိစေဖို့အတွက်ကျွန်တော်အနည်းငယ်ဖြည့်ဆွတ်တင်ပြလိုပါတယ်။အဲ့ဒါကတော့တခြားတော့မဟုတ်ပါဘူး။ဒီကျမ်းဟာဆိုလို့ရှိရင်ဝိပုယျကျမ်းမှာသီးဗန့်ဆန်ဆန်ဖြစ်နေတယ်။ဒါကြောင့်အချက်ပိုပဲဖြစ်တယ်လို့တချို့ဆရာသမားတွေကယူဆကြခြင်းဖြစ်ပါတယ်။အတိတ်ဘယ်ကတော့ တခြားကျမ်းတွေလိုတစ်ခုနဲ့တစ်ခုထိဆက်ပြီးတော့မနေဘူးပေါ့ရှင်မာကုခရစ်ဝင်ကျမ်းရဲ့နောက်ဆုံးကမ်းကတချို့တဝက်ကိုမကြိုက်ဘူးဆိုပြီးတော့ဖဲ့ထုတ်ခြင်းရတဲ့လူတချို့လိုပဲပေါ့အမှန်ကတော့သမာကျမ်းစာဟာဝိညာဉ်တော်အရှိန်တကူပါဝင်တဲ့စာပေအသက်ဝင်လှုပ်ရှားနေတဲ့စာပေဖြစ်ပါတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဖြတ်လို့လည်းမရဘူးပြင်ဖို့လည်းမလိုဘူးအရှိအရှိအတိုင်းလက်ခံတာအကောင်းဆုံးပဲလို့ကျွန်တော်ကတော့ကျွန်တော်ယုံကြည်ချက်အတိုင်းဒီတိုင်းနဲ့ခံယူပါတယ်ဒီယုံကြည်ချက်အားဖြင့်သာ ဒီသမာကျမ်းစာပေရဲ့အနှစ်သာရကိုလေခိရိမိမိဖော်ထုတ်နိုင်မှာဖြစ်ပါတယ်ဝိညာဉ်သဘောကိုထိတွေ့ခံစားကြရမှာလည်းဖြစ်ပါတယ်ကျွန်တော်အချိန်ချင်းဆိုခဲ့ပြီးဆက်လက်တကြောပြန်ဖော်ပြခြင်းတာကတော့သမာကျမ်းစာမှာကျွန်တော်တို့နားမလည်တာသာရှိခြင်းရှိမယ်အတိတ်ပဲမရှိဘူးဆိုတာတခုမှမရှိဘူးသမာကျမ်းစာဟာအလွန်လေးနက်တယ်သူ့ဟာသူပြီးပြည့်စုံပြီးသားစာပေဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်အခိုင်အမာဒီနေရာမှာတင်ပြပါရစေအခုဝုပြရာကျမ်းဟာပြီးခဲ့တဲ့အခန်းကြီး26အထိ ကျွန်တော်တို့တွေ့လာရတဲ့ဥပဒေပမာကျင့်ဆောင်ရာအချက်များလို့မဟုတ်ပါဘူးမလုံမနေရသဘောထားမျိုးလည်းမရှိပါဘူးကို့ဆန္ဒနဲ့ကို့ကို့စိတ်ဆန္ဒအလျောက်သာလိုက်နာစရာလိုတဲ့အချက်များကို ဖော်ပြသွားမှာဖြစ်ပါတယ်အမိန့်မဟုတ်တော့ဘဲတိုက်တွန်းခြင်းလို့ဆိုမယ်ဆိုရင်လည်းဖြစ်နိုင်ပါလိမ့်မယ်ဒီလိုဆန်းသစ်တဲ့ဏဂုံကြံပါဝင်ခြင်းအပြင်ဝိပ္ပယကျမ်းဟာပုံမိုးပြီးတော့တောင်မှလှပခန့်ထဲတဲ့ကျမ်းကြီးတစ်စောင်ဖြစ်လာရတယ်လို့ ဒေါက်တာကဲလော့ဆိုတဲ့ပုဂ္ဂိုလ်ကြီးကသူ့ရဲ့ခံယူချက်ကိုဖော်ပြပါတယ်ကျွန်တော်ကလည်းဒီအတိုင်းပဲသဘောထားပါတယ်ဒေါက်တာကဲလော့ကိုကျွန်တော်အလေးနဲ့ထောက်ခံလိုက်ပါတယ်ဒီနေရာမှာဥပမာတစ်ခုပေးရမယ်ဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာအခန်းကြီး20လဲရောက်ရော ခရစ်တော်ရှင်ပြန်ထမြောက်ပြီးတပည့်တော်တွေကိုတွေ့ဆုံတယ်မှားကြားစရာရှိတာတွေကိုမှားကြားတယ်တနည်းဆိုရရင်ဒါဟာပြည့်စုံသွားပြီပေါ့ဏီကုန်းရောက်သွားပြီပေါ့ဒါပေမဲ့ဒီအတိုင်းမဟုတ်ခဲ့ပါဘူးအခန်းကြီး21ကိုတခါဆက်ပြီးသွားခဲ့ပါတယ် အဲ့ဒီမှာမှဏီကုံးချုပ်တယ်။ဒီဏီကုံးမှာတော့မေတ္တာတရားရဲ့သရုပ်ကိုပေါ်ပြပြီးမှဏီကုံးချုပ်လိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီကျမ်းမှာခရစ်တော်ရှိမုန်ပေတရုကိုဘယ်လိုပြောခဲ့တယ်လဲဆိုရင်ယောနာဤသားရှိမုန်မင်းငါကိုချစ်တယ်ဆိုရင်ငါသိုးတို့ကိုကြွေးမွေးလောဆိုတဲ့စကားစုပဲဖြစ်ပါတယ်။ဒီတော့ဒီစကားဟာလေအမိတ်မဟုတ်ပဲတိုက်တွန်းခြင်းသဘောသာဖြစ်တယ်။ငါကိုချစ်ရင်မင်းငါရဲ့သိုးတွေတနည်းအားဖြင့်ငါရဲ့ယုံကြည်သူတပည့်တော်တွေကို စောင့်ထိန်လှဲ့ပါကွာဆိုတဲ့လမ်းကိုပြလိုက်ခြင်းပဲဖြစ်ပါတယ်ဒီကျမ်းကြောင့်ရှင်ယောဟန်ခရစ်ဝင်ကျမ်းဟာအားပြော့ပြီးမသွားနိုင်ပါဘူးပို့ပြီးတော့တောင်အသက်ပါသွားတယ်လှပခန့်ထည်သွားရတယ်အဲ့ဒီလိုကျွန်တော်ကတော့ခံယူပါတယ်အခုရောက်ရှိလာတဲ့ဝုပြူရာကျမ်းဤကုန်းဟာလည်းပဲဒီအတိုင်းပဲလို့ဆိုလိုက်ပြစီဒီကျမ်းမှာကျွန်တော်တို့တွေ့ရမယ်သစ္စာဂရိပြည့်ရဆိုတဲ့အချက်တွေနဲ့ဆက်ရှင်လို့ဘုရားသခင်ကလူကိုသစ္စာပြည့်ကြစမ်းရင်လို့မတောင်းဆိုပါဘူး တနည်းအားဖြင့်ဒါတွေဟာဥပရိသတွေမဟုတ်ပါဘူးအမိတ်နေမဟုတ်ပါဘူးလူသားကသူ့ဖာသာသူတစ္ဆာဂရိပြုခြင်းကိုသာဆိုလိုပါတယ်ကျမ်းစာထဲမှာကေတင်ချင်းကျေးဇူးကိုခံရတဲ့ယုံကြည်သူတို့ဟာကျေးဇူးတုံ့လှည့်ပေးသင့်တယ်ဆိုတဲ့အချက်တွေကိုအမြောက်အများတွေ့ရပါတယ်136ခုမြောက်သောဆာလံအခန်းငယ်7မှာငါ၌ထာဝရဘုရားပြုတော်မူသောဂျေဇုအလုံးစုံတို့ကိုအဘယ်သို့ဆက်ရပါမည်နည်းဆိုပြီးတော့ဒါဝိဒ်မင်းကြီးကဖွဲ့ဆိုခဲ့ပါတယ်။ဒီတော့ အခုလို့ဖျားသခင်ကဥပဒေမချဘဲနဲ့အမိတ်မပေးဘဲနဲ့လူသားဟာဖျားသခင်အပေါ်မှာဂရိသစ္စာပြုခြင်းဟာကျေးဇူးဆက်ခြင်းတစ်ခုလို့ကျွန်တော်တို့သဘောပေါက်နိုင်ပါတယ်။ယောမဩဝါဒစာအခန်းကြီး7နှစ်အငယ်1မှာရှင်ပေါလုဆိုခဲ့တဲ့အချက်ကတော့ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာ၊တန့်ရှင်းခြင်းလက္ခဏာ၊ဖျားသခင်နှိမ့်သက်တော်မူပွဲသောလက္ခဏာနှင့်ပြည့်စုံသောရစ်ကိုသင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဖျားသခင်အား ဆက်ကတ်ချင်းဒီဟုသောကရင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းဘုရားသခင်ဂိဟူနာတော်ကိုထောက်ထား၍ကရင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေး၏အဲ့ဒီလိုတိုက်တွန်းအားပေးထားပါတယ်ဒါဟာဥပရိသမဟုတ်ပါဘူးတိုက်တွန်းနှိုးဆော်ချက်ပဲပါတခြားဩဝါဒစာတစ်ခုဖြစ်တဲ့တိတုဩဝါဒစာမှာကြတော့ဘုရားသခင်သည်ဂိဟူနာတရားနှင့်အညီကဲတင်သည်ဖြစ်၍ဆိုတဲ့အချက်နဲ့ဆက်လက်ပြီးတော့တိုက်တွန်းနှိုးဆော်ချက်ကိုဖော်ပြထားတာတွေ့ရပါလိမ့်ဦးမယ် အလွန်ကောင်းမွန်တဲ့အဆုံးအမတစ်ခုကိုလည်းဓမ္မဟောင်းကျမ်းထဲကမိခာအနာဂတ်ကျမ်းအခန်းကြီး6အငယ်10နဲ့ကျွန်တော်ကကိုးကားပြီးတော့အခုလိုဖော်ပြခြင်းပါတယ်အချင်းလူကောင်းသောလမ်းကိုပြတော်မူပြီးတရားသဖြင့်ပြုခြင်းဂရုဏာကိုနှိမ့်ဖက်ခြင်းသင်ဘုရားသခင်ရှေ့တော်၌နှိမ့်ချသောစိတ်နှင့်ကြင့်နေခြင်းမှတပါအဘယ်ပူဇော်ဖက်ကာကိုထာဝရဘုရားတောင်းတော်မူသနည်းဆိုတဲ့အချက်ပါတယ်အသက်ရှင်တော်မူသောဘုရားသခင်ကိုသိပြီဆိုတာနဲ့လူသားတို့သဘာဝမှာ ဖျားသခင်အတွက်တခုခုကိုပြန်လဲဆောင်ကျင်းခြင်းတဲ့ဆန္ဒပေါ်ထွက်လာတာဟာသိတော်မဆမ်းပါဘူးဒီဆန္ဒဟာရှိလဲရှိလိုက်ပါတယ်ဒါဟာယုံကြည်ခြင်းနဲ့ပူးတွဲလာတဲ့စိတ်ဓာတ်ပါဒါပေမဲ့ဒီလိုစတင်ဆန္ဒရှိလာတာနဲ့တပြိုင်နက်ဖျားသခင်နဲ့ငါငါနဲ့ဖျားသခင်ဆိုပြီးတော့နှစ်ဖက်စဉ်းစားမိပြီးအပြစ်တရားဆိုတဲ့ဘက်ကအကာအယံကြီးအောက်မှာအလိုလိုကိုယ့်ဘဝဟာသေးသိမ့်သွားရတယ်ဖျားသခင်နဲ့အလန်းကွာကိုကွာချသွားရပါတယ် မိုးနဲ့မြေလိုအနန္တကွာလန်းခြင်းပဲမဟုတ်ဘူးလားဒါကို David Brainard ဆိုတဲ့ပုဂ္ဂိုလ်ကြီးရေးတဲ့စာညွှန်လေးတစ်ခုကတက်ပြီးပြနေပါတယ်။အိုငါဝိညာဉ်သခင်နှင့်ပြန်တန်ရှင်းနိုင်ရင်ဘလောက်ကောင်းမလဲ။အိုငါဝိညာဉ်သခင်နှင့်ရှင် ဖြူစင်နိုင်ရင်ဘလောက်ကောင်းမလဲ။မဆုံးဆနိုင်ဘူး။ပြန်ရှင်ဖို့အသာနေပြစ်ကျွေးတွေလွန်ဖြီစီ။ကြိုးပမ်းသမျှအချီးမီလူတိုင်းရဲ့ဘဝလန်ခကြီး။မှန်းရွယ်ဆက်ကတ် မပြတ်သခင်ထံဝိညာဉ်လက်ဆောင်ပါပေးရပါလိမ့်စဉ်းစားရင်းနဲ့ရင်မာသိမ့်နာကျင်ခြင်းဖြင့်မြည်ရည်လိမ့်အဲ့ဒါ David Brainet ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့စာညွန်လေးကိုကျွန်တော်ဘာသာပြန်လိုက်တာပါတယ်ဒီစာစုအရာဖခင်သခင်ကိုအပြစ်သားဟာထိုက်ထိုက်တန်တန်ပေးစီရဘာမှမရှိဘူးဒီအချက်ဟာအလေးနဲ့ပေါ်လွင်ကိုလာရပါတယ်ဒါကိုအခုဝိပုယျာကျမ်းဟာအပြေးပေးလာပြန်ပါလေဦးမေထိုက်တန်တန်မတန်တန်အပထား ဂျေဇူးတရားကိုတုံ့ပြန်တဲ့သဘောနဲ့ဖျားသခင်ကိုဂရိပေးတယ်သစ္စာပြုတ်တယ်ဆိုရင်တော့ဒီသစ္စာကို ဖောက်လို့မရပြန်ဘူးဖျားသခင်ကိုသစ္စာဂရိပေးလိုက်ပြီးပြီဆိုရင်လူဟာကိုယ်တိုင်ကကိုယ့်ရဲ့ဥပဒေကိုကိုယ်လုံလိုက်တာနဲ့အတူတူပဲမဟုတ်ဘူးလားသုတ်တန်ကျမ်းအခန်းကြီး20အငယ်25မှာဖျားအမှု၌စကားလွန်ပြီးတော့သူသစ္စာဂရိထားပြီးမှမေးမြန်းတော့သူသည်ကြော်ခွင်းနှင့်တွေ့မိပြီအဲ့ဒီလို ဖော်ပြထားတာတွေ့ရပါတယ် ဘုရားသခင်ပေါ်မှာပေးထားတဲ့ဂရိစကားကြည်ဖို့တော့လိုတယ်ဆိုတဲ့အချက်ကိုသတိရဖို့သုတ်တန်ချမ်းဟာသင်ကြားပေးလိုက်ပါတယ်မြမာမှုနေပင်မှာတော့ဂရိသစ္စာတည်သောခါဝဲဩဇာလေးနဲ့ပေါ်စီတက်၍နွယ်မြက်သစ်ပင်ဆေးတဲ့ဝင်ဤဆိုပြီးဖော်ပြထားပါတယ်ဂရိသစ္စာတို့ဟာတည်နိုင်မှကောင်းတယ်မတည်ဘူးဆိုတာနဲ့အပြစ်သဘောတရားမျိုးတက်ရောက်သွားရပြီဆိုတာကိုဒီဖော်ပြချက်တွေအကုန်လုံးဟာအပြေပေးနေတယ်လို့ပဲခန်းစားရပါတယ်တစ္ဆာဂရိတွေထဲမှာ ဘာလို့ပါမယ်ဆိုတဲ့ဂရိအလျှော့ပေးလိုက်ပါတယ်ဆိုတဲ့ဂရိတွေဟာဣတရေလရှေးလူအဖွဲအစီမှာအများဆုံးတွေ့ရပါတယ်။နောက်ပိုင်းတောလေယာကျန်အခန်းကြီး6ကိုရောက်တော့နာဇရီတစ္ဆာဆိုတဲ့နောက်ထပ်ဂရိတစ်ခုအကြောင်းကိုကျွန်တော်ဆက်လက်တွေ့ရပါလိမ့်ဦးမယ်။ပမာကျန်းစာထဲမှာအလွန်ထင်ရှားတဲ့တစ္ဆာဂရိတီချင်းကိုပြသသွားသူကတော့ဣတရေလနိုင်ငံတော်ရဲ့အနာဂတ်ကာလဘိုလ်ချုပ်တယောက်ဖြစ်လာခဲ့သူရေပသပဲဖြစ်ပါတယ်။ရေပသရဲ့အကြောင်းစုံကို တရားသူကြီးမှတ်စာအခန်းကြီး7အငယ်29ကစပြီးအသေးစိတ်ဖတ်ကြည့်နိုင်ရင်အလွန်စိတ်ဝင်စားစရာဇာလံတပုတ်ကိုဖတ်ရှုသွားကြရမှာဖြစ်တယ်လို့ကျွန်တော်တင်ပြလိုပါတယ်။အဲ့ဒီထဲကအငယ်30ကနေ33ကိုကြည့်လိုက်ရင်ရေဖသပြီးခါဝေယဖျားအားတစ္ဆာဂရိထားလျက်အကယ်၍ကိုတော်သည်အမုံအမျိုးသားတို့ကိုအကျွန်ုပ်လက်၌အပ်တော်မူလျင်အကျွန်ုပ်သည်အမုံအမျိုးသားတို့ရှိရမှငြိမ်ဝတ်စွာပြန်လာသောအခါအကျွန်ုပ်ကိုခရီးဥကြပြုတ်အံ့သောဟာ အကျွန်ုပ်အိမ်တကားဝမှထွက်လာတော့သူမြည်ပြီးကိုထာဝရဘုရားအားအမှန်ဆက်သ၍မိရှို့ရာရစ်ပူဇော်ပါမည်ဟုတစ္ဆာဂရိထားပြီးမှအမုံအမျိုးသားတို့ကိုတိုက်ချင်းကခြည်သွား၍ထာဝရဘုရားသည်သူတို့ကိုရေဖသလက်၌အပ်တော်မူသဖြင့်အာယောမြို့မှစ၍မိန်နိတ်တိုင်အောင်၎င်းအာပိလခေရမိန်မြို့တိုင်အောင်၎င်းမြို့20တို့ကိုကြီးစွာသောလုတ်ကြံခြင်းအဖြစ်သူတို့ကိုတိုက်ဖက်လေ၏ထို့သောအမုံအမျိုးသားတို့သည်ဣသရေလတို့ရှေ့မှရှုံးကြ၏ အဲ့ဒီလိုဘုရားသခင်ကိုတစ္ဆာဂရိပြုတဲ့အကြောင်းနဲ့စစ်တပ်ရံမှာဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်အောင်မြင်ခဲ့ပုံတွေကိုဖော်ပြပါတယ်။အဲ့ဒါကိုကျွန်တော်တစ်ခါပြန်ပြီးပြောရအောင်မယ်ဆိုရင်မိတ်ဆွေတို့တရားသူကြီးမှတ်စာ အခန်းကြီး7အငယ်26မှစတင်ပြီးဖတ်ရန်ဖြစ်ပါတယ်။အငယ်30ကနေ33အတွင်းမှာပါဝင်ပါတယ်။ဆက်ဆက်ကြည့်ရှုလေ့လာတိုက်တယ်လို့ကျွန်တော်ဒီနေရာမှာအားပေးရစီ။အဲ့ဒီလိုဘုရားသခင်ကရေဖဖဘက်ကနေပါဝင်ကူညီတိုက်ခိုက်လို့ အမုံလေးမြို့20လောက်တောင်မှရေပသဟာနိုင်နေမှုမှုညင်းရဲ့ခြေပြီးတော့ဒီဘိုလ်ချုပ်ဟာတိုက်ပွဲမှာအောင်မြင်ခဲ့တယ်။အဲ့ဒီသစ္စာဂရိဆိုပြီးအောင်မြင်လို့အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ဘာဖြစ်လဲ။သူ့ရဲ့တူရီသောသမီးကလေးဟာသူ့ကိုအိမ်ကနေတခါတည်းခုံထွက်လာပြီးတော့စီးကြိုဆိုပါလျောတယ်။အဲ့ဒီမှာဖခင်ဖြစ်တဲ့ရေပသဟာသူ့ပြုတ်ခဲ့တဲ့သစ္စာဂရိနဲ့အညီသမီးကလေးကိုထားဝယ်ရဖျားအတွက်ဆက်ပါတယ်ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့သိရအောင်မှာဖြစ်ပါတယ်။ ဒီအပိုင်းကိုတချို့သမာကျမ်းစာလေ့လာသူတွေကသမီးကလေးကိုမီးရှို့ပူဇော်တယ်လို့ပြောပါတယ်။မှားတယ်လို့ကျွန်တော်ကတော့ဆိုချင်ပါတယ်။ဖခင်ကလူနဲ့မီးရှို့ပူဇော်တာကိုအရှင်းမတောင်းဆိုပါဘူး။နှစ်လဲမနှစ်ချိုက်ပါဘူး။ဘယ်နှခါဖခင်ကိုဒီလိုလူနဲ့ပူဇော်တာကျွန်တော်တို့သမာကျမ်းထဲမှာတွေ့ရလို့လေ။စေးစေးဖတ်ကြည့်ပါ။အိမ်တကားဝါမှထွက်လာတော့သူမီးပြီးကိုအမှန်ဆက်ပါ၍အဲ့ဒါကတပိုင်းမီးရှို့ရာရစ်ပူဇော်ပါမည်။အဲ့ဒါကတပိုင်းနှစ်ပိုင်းဖြစ်ပါတယ်။ သူဟာသူ့သမီးကလေးကိုဆက်သတယ်ပြီးနောက်တခြားမိရှို့ရာရစ်ကိုပူဇော်ခဲ့ခြင်းသာဖြစ်တယ်လို့ကျွန်တော်အလေးနဲ့ဒီနေရာမှာခံယူပါတယ်တင်လဲတင်ပြလိုပါတယ်ခလေးမကလေးဟာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုနားထောင်ပါအပေါင်းအဖော်တို့နဲ့တကွသွား၍တောင်ရိုးပေါ်မှာမိမိအပြိုကညာဖြစ်ခြင်းကိုငိုကြွေးမြည်တမ်းလိနှလားစီသောအခါအဖထံသို့ပြန်လာ၍အဖသည်သစ္စာဂရိရှိသည့်အတိုင်းပြုလေ၏ထိုမိမ့်မသည်ယောက်ျားနှင့်မဆက်ဆံသောသူဖြစ်၏ ထို့နောက်ဣသရေလအမျိုးသမီးတို့သည်ဂိလတ်အမျိုးသားယေဖသဤသမီးကြောင့်တစ်နှစ်တစ်နှစ်လျှင်လေးရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကပွားရသောဣသရေလထုံးစံဓလိဖြစ်လေ၏ဒီအချက်တွေဟာဘာကိုဖော်ပြတယ်လဲယေဖသဟာသူ့သမီးလေးကိုဘုရားသခင်ကိုဆက်သလိုက်တယ်ယောက်ျားယူခွင့်မရှိတော့ဘူးပေါ့ဒီလိုအပြိုကညာဘဝမှာအိမ်တောင်မပြူရခြင်းဟာရှေးခေတ်ယူခေါ်တဲ့ဣသရေလလူအဖွဲ့အစည်းမှာ ဒါဟာအေယာမလူအခွင့်အရေးဆုံးရှုံးမှုကြီးလို့ယူဆကြတယ်။ရှေးရအမြင်ပေါ့။ဒါကြောင့်သူ့အတွက်ဝန်းနေစွာငိုကြေးမြည်တမ်းကြခြင်းသာဖြစ်ပါတယ်။သူ့ကိုသတ်ပြီးတော့မိရှို့ပူဇော်လိုက်လို့ငိုကြေးခြင်းလုံးဝမဖြစ်နိုင်ပါဘူး။အသေးစိတ်ကိုတက်ဆိုင်ရာကျမ်းတွေကိုရောက်လို့ရှိရင်ကျွန်တော်ဆက်လက်ပြီးရှင်းဆိုပြပါမယ်။အဓိကအားဖြင့်မြင်ရတာကတော့မင်းမှာတစ္ဆာလူမှာဂရီဆိုတဲ့တစ္ဆာဂရီရဲ့ တည်ခြင်းကိုတွေ့ရခြင်းအကြောင်းရေပသနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာပေးဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ကိုဆိုခဲ့တဲ့သစ္စာစကားမတည်ခဲ့ပြီရှိတော့ဒုစရိုက်အပြစ်ပြေရာရစ်ကိုပူဇော်ရမယ်ဆိုတဲ့ဥပဒေသကိုလေဝိပုဒ္ဓချံအခန်းကြီး9အငယ်6ကနေ6အသွင်းမှာကျွန်တော်တို့တွေ့မြင်ခဲ့ကြပြီဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်ပြီးသတိပေးလိုပါတယ်။ပြန်လည်လေ့လာလေလေ့လာစီတင်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ရဲ့ပေးဘူးတဲ့သစ္စာဂရိတွေကိုမေ့ပြစ်လိမ့်မယ်မဟုတ်ဘူးဆိုတာ အလေးနဲ့ကျွန်တော်တို့မှတ်ကျုံးဆင်ခြင်တိုက်ပါတယ်။ဘာဖြစ်လို့လဲ?သူအားသူပြုတ်မှုတဲ့ဗြိဟင်ကိုသူဘယ်တော့မှမမေ့လို့ပဲဖြစ်ပါတယ်။ဒီအချက်ကိုကျွန်တော်တို့ယုံကြည်သူခရိယန်များပို့ပြီးတော့အလေးနဲ့ထားစီလိုပါတယ်။တရားဟောရာကျမ်းအခန်းကြီး23အငယ်27မှ23မှာခိုင်ငိုင်မာမာသတိပေးသံကိုကျွန်တော်တို့ကြားနိုင်ပါတယ်။ပင်ဤဘုရားသခင်ထားဝယ်ရာဘုရားအားတစ္ဆာဂရိထားခြင်းထားသည့်အတိုင်းမပြုတ်ဘဲမနေရ။ပင်ဤဘုရားသခင်ထားဝယ်ရာဘုရားသည်ဧကံအမှန်တောင်းတော်မူမည်။ သင်ဒီမပြုတ်ပဲနေရင်အပြစ်ရောက်နေပြီ။သစ္စာဂရိမထားပဲနေရင်အပြစ်မရောက်။သင်ဒီသိဘုရားခင်ထားဝရဘုရားကိုအလိုလျောက်သစ္စာဂရိထား၍ကိုနှုတ်နှင့်မွဲဆိုသောစကားကိုတည်စေ၍ဂရိရှိသည့်အတိုင်းပြုရမည်။မိစေနီယာခမညာဝုပြုရာကျမ်းရဲ့ဏိဂုံးကျမ်းလည်းဖြစ်တယ်။ကျမ်းကပညာရှင်တွေကြားမှာအကျဲအကျဲမငိမ့်ွယ်လည်းဖြစ်တယ်ဆိုတဲ့ဝုပြုရာကျမ်းအခန်းကြီး29ဟာအမှန်တော့ဝုပြုရာကျမ်းကိုပို့ပြီးတော့အားဖြည့်ပေးတဲ့ကျမ်းလှပထေဝ ကြံ့မြတ်ဂုံအင်္ကာနဲ့ပို့ပြီးတော့ပြည့်စုံစေတဲ့ကြံ့ဖြစ်တယ်လို့ကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။သူ့ရဲ့ရှေလျားတဲ့ဏိဒန်းကိုလည်းအကျယ်တွင်းတင်ပြခဲ့ပြီးပါပြီ။အခုအဖေးစိတ်ဆက်လက်လေ့လာကြပါအောင်ဆိုဝုပြူရကျမ်းအခန်းကြီး29မှာအပိုင်း၅ခုခွဲနိုင်ပါလေ။တပုဂ္ဂိုလ်ရေးတစ္ဆာဂရိမယအာတံပိုးဖြတ်ခြင်း။နှစ်တရိษံမယအအတွက်ပေသောတစ္ဆာဂရိမယအာတံပိုးဖြတ်ခြင်း။သုံးအိမ်အပြည့်ပေသောတစ္ဆာဂရိမယအာတံပိုးဖြတ်ခြင်း။လေး မြေအတွက်ပေးသော တစ္ဆာဂရီများအားတန်ဖိုးဖြတ်ခြင်းနဲ့ငါဖျားသခင်နှင့်ဆိုင်သောအရာများနှင့် တစ္ဆာဂရီ ဆိုပြီးတော့ငါးပိုင်းပိုင်းလိုပါလေအခုပုဂ္ဂိုလ်ရေးတစ္ဆာဂရီများအားတန်ဖိုးဖြတ်ခြင်းနဲ့စတင်ကြည့်ကြပါစို့ဝုပြရာကျမ်းအခန်းကြီး28အငယ်1နဲ့2အဖန်မောရှိအားထာဝရဘုရားက တင်ဒီဣတရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာလူသည်သစ္စာဂရိပြု၍ပူဇော်ခြင်းပူဇော်အပ်သောသူသည်သင်အဖို့ပြတ်သည့်အတိုင်း ခါဝေယဖျားကြီးဘန္တာတော်ဖြစ်ရမည်အင်္ဂလိပ်သမကျမ်းအရဒီသစ္စာဂရိဟာ singular vowel လို့ခေါ်ထားပါတယ်တူးချင်းရဲ့ thieven ပိုင်ဆိုင်သည့်တန်ဖိုးရှိသောအရာနှင့်ပူဇော်ခြင်းလို့ဆိုနိုင်ပါတယ်ဒီလိုပူဇော်ခြင်းနဲ့ပတ်သက်ပြီးတော့ဒါဝိဒ်မင်းကြီးဟာသူ့ကိုသူများကလှူတဲ့အရာကိုဖျားသခင်ထံပူဇော်ရမှာလက်ပြောင်းလက်လွဲမလုပ်လိုဘူးသူ့ရဲ့ငွေနဲ့ဆက်ပြီးမှသူ့ရဲ့သရာတရားနဲ့လှူခြင်းသာဖြစ်စေခြင်းလေဆိုတဲ့အချက်ကို ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး24အငယ်24မှာအခုလိုကျွန်တော်တို့တွေ့ရပါတယ်။ရှင်ဘရင်ကလည်းထိုသို့ငါမယူရစင်စစ်အဖိုးပေး၍ငါဝယ်မည်။ကိုငွေမကုံဘဲငါဤဘုရားသခင်ထားဝယ်ရဘုရားအားမိရှို့ရာရစ်ကိုငါမပူဇော်လိုဟုအာယောနာအားဆိုသဖြင့်ငွေအကျပ်90ကိုပေး၍အဲ့ဒီလိုဖော်ပြထားခြင်းကိုတွေ့ရပါတယ်။ ဒါဟာဒါဝိမင်းကြီးပြတ်ဖတ်လိုက်တဲ့ကျွန်တော်တို့အတွက်အလွန်ကောင်းမွန်တဲ့သင်ခန်းစာတည့်ရလို့ကျွန်တော်ခန့်ယူပါတယ်ကျွန်တော်တို့ဟာဣသရေလလိုစနစ်ဟောင်းမျိုးကိုမကျင့်သုံးရဲ့ခစ်ပစ်အသင်းတော်အဖွဲ့အစည်းများမှာလူဖြစ်လာကြရပါတယ်ဒီနေ့မျက်မှောက်ခေလူသားဆိုပါတော့အလှငွေကိုဘလောက်ထည့်ရမယ်ဆိုတာပြထန်းချက်ကျွန်တော်တို့စီမှာအတိအကျမရှိပါဘူးဆယ်ဖို့တဖို့ဆိုတာကိုထည့်ကြဖို့တိုက်တွန်းအားပေးဟောပြောနေပြီနဲ့အတင်းအကျတောင်းဆိုခြင်းမျိုးမရှိပါဘူးဘာပဲပြောပြောဘုရားသခင်ဟာ ဟျောဝဲနှလုံးသားတို့ကိုမြင်တော်မူသောဖရာဖြစ်တယ်ဆိုတာကိုနားလည်ထားကြဖို့လိုပါတယ်စေတနာမပါတဲ့နဲ့အနှစ်ဖာရမဲ့အလှူလှူခြင်းမျိုးကိုမလှူကြဖို့အကြံပြုလိုပါတယ်ဖရာသခင်အတက်တွန့်လို့ရင်ဖရာသခင်ရဲ့ကျေးဇူးတော်လက်တံဟာလဲတွန့်တော်သူအပေါ်မှာလိုက်ပြီးတော့တိုးသွားမှာအမှန်ပဲလို့ကျွန်တော်ခန့်ယူပါတယ်အောင်မြင်နေတဲ့စီးပွားရေးအေးသမားကြီးကျွန်တော်မိတ်ဆွေတယောက်ကဝန်ခံခဲ့ပြုပါတယ်ဖရာသခင်ဟာတဲ့ကျွန်တော်ကိုကောင်းကြီးမိုးတွေရွာသွန်းဖြိုးတော့ ကျွန်တော်ကလည်းအဲ့ဒီကောင်းကြီးတွေကိုတခြားလူတွေအတွက်ပြန်ပြီးတော့ရွာသွန်းဖြိုးပြီးပြစ်လိုက်တယ်။အဲ့ဒီလိုရွာသွန်းဖြိုးနိုင်အောင်ဖះသခင်ကလည်းဒလက်ဆက်ကိုကောင်းကြီးမိုးတွေရွာအောင်အမြဲလုပ်နေတယ်လို့ကျွန်တော်ခန်းစားရပါတယ်ဆိုပြီးတော့တက်ဖီခံပါတယ်။ဒီလူဟာအမြဲပြုံးနေတတ်သူဖြစ်ပါတယ်။ဘသူ့ကိုဘယ်လိုမဆရရမလဲဆိုတာအမြဲစောင့်စားနားဆွင့်နေသူဖြစ်ပါတယ်။လိုအပ်ပြီဆိုတဲ့လူတစ်ယောက်ကိုဘယ်တော့မှ နာအောင် ရှက်အောင်မပြောဘဲကူပေးလိုက်တာကိုကျွန်တော်အမြဲတမ်းတွေ့ရပါတယ်။မြစ်တာစိတ်တဲ့အခြေခံ ကျေးဇူးပြုခြင်းတဲ့စိတ်ဓာတ်အခြေခံသူ့မှာရှိနေတယ်ဆိုတာဟာထင်ရှားနေတာပေါ့ဆင်းရဲတဲ့အသင်းတော်ကလေးတွေများစွာဟာအဲ့ဒီပုံကိုကြီးကိုပဲအားကိုးနေကြရပါတယ်ဆင်းရဲတဲ့ဓမ္မဆရာဆရာမမိသားစုတွေဟာလည်းသူ့ကြောင့်လူမှုရေးဘဝအခြေအနေတွေတိုးတက်ထွန်းကားလာကြတာကိုကျွန်တော်သိလာရပါတယ်ဒီလိုသရာတရားထက်သန်တဲ့လူကြီးလူကောင်းမျိုးတွေလူဆုံးကောင်းမျိုးတွေမရှိဘဲနဲ့ချမ်းသာတဲ့ကျေဝါတဲ့လူတွေမရှိဘဲနဲ့ဖျားသခင်ရဲ့မေတ္တာနိုင်ငံတော်မေတ္တာနိုင်ငံတော်ဆိုပြီးတော့ဘယ်လိုကျွန်တော်တို့ကကြွေးကြော်နေုံနဲ့ ဒီမြေတန်နိုင်ငံတော်တည်လို့ရမလဲဒီလိုလူမျိုးတွေကြောင့်ဒီဘုရားသခင်ရဲ့မြေတန်နိုင်ငံတော်ဟာကျယ်ဝန်းလာတာမဟုတ်ဘူးလားအင်တိုင်းအားလိုက်ကျွန်တော်တို့ကပါဝင်တည်ဆောက်ပေးနိုင်ခွင့်ဟာဒီလိုကျေးဇူးပြည့်ရတဲ့စိတ်တော်ရာရှိတဲ့လူတွေကြောင့်သာဖြစ်ပါတယ်သူတို့အတွက်လူများစွာဟာဘုရားသခင်ကိုမြင်တွေ့လာရလိမ့်မယ်လို့လေကျွန်တော်အလေးနဲ့ယုံကြည်မိပါတယ်ဒီလိုကျွန်တော်ကငွေကြီးမျက်နှာစာကနေပြောတဲ့အခါကျတော့ကောင်းကြီးမင်္ဂလာဆိုတာကိုငွေနဲ့ကြီးပဲကျွန်တော်ကချိန်ဆက်ဖို့ ဟိုတိုက်တွန်းတာမဟုတ်ပါဘူးလုံးဝကျွန်တော်ချိန်ဆက်ခြင်းလည်းမရှိပါဘူးဖះသခင်ပေးတဲ့ကောင်းကြီးဆိုတာဟာငွေနဲ့ကြီးပဲဟုတ်ချင်မှဟုတ်မှာပေါ့နီလန်းအသွဲတွေရှိရမှာပေါ့ဒါကိုတူးချင်းနားလေသဘောပေါက်ခိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်နောက်ထပ်ဆန့်ကျင်ပဲဥပမာတစ်ခုပေးရမယ်ဆိုရင်တော့ तू ကလည်းကျွန်တော်မိတ်ဆွေပဲ तू ကအတတ်ပညာရှင်တယောက်ပေါ့ညနေပိုင်းမှာ तू ဟာသူ့တနေ့စာဝင်ငွေကိုရေးတွက်ပြီးတော့45ကျပ်တန်းအစုတ်တစ်ခုလည်းတွေ့ရောငပေးကိုဖယ်ထားလိုက်တယ်ဒါနဲ့ တကယ်ကြီးဒီပိုက်ဆံဘာလို့မလဲဆိုပြီးတော့ကျွန်တော်ကမေးတော့ဖះရှိခိုးကြောင်းမှာထဲ့မလို့တဲ့ဒါကိုဈေးတွေကလက်ခံမှာမဟုတ်တဲ့အတူတူအသိန်းတော်ကကြည်ပြီးသုံးပါစေတဲ့ဒီပုဂ္ဂိုလ်ဟာလူတော်တယောက်ဖြစ်ပါတယ်ပင်ကိုသဘောနဲ့သိပ်ပြီးတော့မဆိုးလာပါဘူးဒါပေမဲ့ဖះသခင်နဲ့ပတ်သက်ရင်အလေးနဲ့မရှိတဲ့လူငွေကိုအလွန်တွန့်လို့တဲ့လူလို့ကျွန်တော်အများကြီးအထင်သေးသွားမိပါတယ်အများကြီးလဲဝန်းလဲသွားမိပါတယ်ကျွန်တော်နဲ့သူနဲ့အတော်အခြေအတင်အရင်းခုန်ဖြစ်ရပါတယ် သူဒီ45ချက်တန်အစုပ်ကိုဘာလုပ်သလဲဆိုတာတော့ကျွန်တော်လည်းတစ်ချိန်လုံးထိုင်မကြည့်နိုင်ပါဘူးဒါပေမဲ့ဖျားသခင်ကတော့ဒီ45ချက်တန်ကိုသာသူအသင်းတော်မှာပေါ်ပြီးထည့်လိုက်ရင် तू ကသာဘယ်သူမှမသိဘူးအောင်းမိနေတဲ့ဖျားသခင်ကတော့တွေ့မှာအဖေချပဲလို့ကျွန်တော်သူ့ကိုပြောခဲ့ပါတယ်ဝုပြွာချန်းအခန်းကြီး28အငယ်34သင်သည်အဘယ်မျှအဖိုးပြတ်ရမည်ဟုမူကားယောက်ျားကိုအသက်20မှပြီး60တိုင်အောင်အကျက်တော်လိုက် ငွေအကျပ်90ဖြင့်အဖိုးပြရမည်မိမဖြစ်ရင်ငွေအကျပ်30နှင့်အဖိုးပြရမည်ဒီတော့အခုလိုသစ္စာကတိနဲ့စက္ကတ်ချင်းဆိုတာဟာကန့်ရှင်းရတဲတော်အတွက်အလှငွေထဲ့ဝင်ခြင်းလို့တနည်းအားဖြင့်သဘောမပေါက်နိုင်ဘူးလားဖျားသခင်ရဲ့ဝတ်ကိုကိုက မဆောင်နိုင်ဘူးလေဝိအမျိုးသားတွေကသာဆောင်ရတယ်အဲ့ဒီမှာတင်စက္ကတ်ဖို့ဂရိသစ္စာပြုသူဟာအဖိုးစာနာသတ်မှတ်ပြီးတော့ပိုက်ဆံနဲ့စက္ကတ်ပေးလိုက်ရတဲ့သဘောတရားဖြစ်လာရတယ်ဘလောက်ကောင်းကြလေပြီးတော့ အသက်20နဲ့60ကြားကိုပဲဦးစားပေးဖော်ပြထားပါတယ်။အကြအဖြစ်လှုပ်အားကောင်းတဲ့အရွယ်အဆုံးချတန်ဖိုးကြီးမားတဲ့အရွယ်ပဲပေါ့။အဖိုးပြတ်ရမည်ဆိုတာကတွက်ချက်ချင်း estimation ဆိုတဲ့အင်္ဂလိပ်စကားနဲ့တန်းတူညီမျှဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်အခု estimation တန်ဖိုးတွက်ချက်ချင်းဟာအဲ့ဒီခက်ကငွေတန်ဖိုးအလျောက်တက်တာဖြစ်ပါလိမ့်မယ်။ဒီငွေအကျပ်90 ဖြင့်တံပိုးဖြတ်ရမည်လို့မိမဖြစ်ရင်ငွေအကျပ်30နဲ့တံပိုးဖြတ်ရမည်လို့ဆိုတာအဲ့ဒီအချိန်ကာလတုန်းကဘလောက်တံပိုးကြီးတယ်လဲဆိုတာကျွန်တော်ကတော့ခံမှန်းလို့မရနိုင်ပါဘူးမိမဖြစ်ရင်30ကျပ်ဆိုတာကိုသိရတဲ့အချိန်တံပိုးတဲ့အရေးတကြီးပေါ်လာတာကတခြားမဟုတ်ဘူးမိမတွေဟာလည်းဘုရားသခင်ရဲ့အမှုတော်အတွက်စက္ကန့်နှိုင်းနေဆိုတာဟာရှင်းသွားစီပါတယ်ဒါကြောင့်စောစောကဣတရေလအမျိုးဂိလတ်အမျိုးနဲ့ဖြစ်တဲ့ဘိုးချုပ်ရေပစသူ့သမီးကလေးကိုဘုရားသခင်အတွက် ယောက်ျားမယူဘဲတစ်သက်လုံးသာသနာတာဝန်ကို ယူဖို့ဆက်ဖက်လိုက်တယ်ဆိုတာဟာပို့ပြီးတော့ခိုင်လုံသွားတယ်လို့ဒီနေရာမှာကျွန်တော်ထပ်ဆင့်တင်ပြပါရစေ။ဝုပြည့်အကျန်းအခန်းကြီး28အငယ်9မှ10အသက်9နှစ်မှပြီး10နှစ်တိုင်အောင်ယောက်ျားကိုအကျပ်20မိန်းမကိုအကျပ်30နှစ်အဖိုးပြရမည်။အသက်တလမှပြီး9နှစ်တိုင်အောင်ယောက်ျားကို9ကျပ်မိန်းမကို3ကျပ်နှစ်အဖိုးပြရမည်။အသက်60လွန်ရင်ယောက်ျားကို15ကျပ် မိမကို၁၀နှစ်အဖိုးပြရမည်။သင်အဖိုးပြသည့်အတိုင်းမတက်နိုင်ရင်ယေဘရဟိတ်ထံသို့ချင်းကပ်၍ယေဘရဟိတ်သည်တစ္ဆာဂရိပြုသောသူတက်နိုင်သမျှအတိုင်းအဖိုးပြရမည်။ဘလောက်စိတ်ဆက်ပေးကြတဲ့ကမာတရားလေ။ဘလောက်လူသားရဲ့အပေါ်မှာနားလေတော်မူသောဘုရားသခင်ဖြစ်တယ်လေဆိုပြီးတော့ကျွန်တော်ခေါင်းထဲမှာအတွေ့အကြုံချက်ချင်းဝင်ရောက်လာရပါတယ်။ဘုရားသခင်ဟာတရားမျှတမှုရှိမရှိဒီကြံကိုသာကြည့်ပြီတော့လို့ပဲကျွန်တော်ဆိုချင်ပါတယ်။ကက်ကြီးရွယ်ဦးတွေ အလုံးမလုံးနိုင်ဘူး။ဒါကြောင့်လျှော့ပြီးတော့ယူစေတဲ့။ပြီးတော့ကလေးကလေးတွေကိုလည်းမိဘကဂရိသစ္စာနဲ့အညီလာပြီးဆက်ကပ်လို့ရတယ်။ဒါပေမဲ့အလုံးမှမလုံနိုင်သေးတာ။ဒီကလေးလေးတွေအတွက်အထူးနှုံးပဲသတ်မှတ်ပါကွယ်ဆိုပြီးတော့ဖိယသခင်ဂိယူနာတရားနဲ့စီရင်ခြင်းဖြစ်ပါတယ်။သောတာရှင်များခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာဝိပုယျချံအခန်းကြီး29အငယ်6ကနေ34အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်။ ဖျားခင်ကောင်းကြီးပေးပါစေရှင်